ကံလေးကောင်းလာခြင်းလားကံလေးဆိုးသွားခြင်းလားကိုကိုတိုင်ကလုံးဆောင်လို့ရတယ်ဒီချဲကိုကိုတိုင်လုံးဆောင်တာမဟုတ်ပါဘူးเนาะသူများတွေလုံနေတာโอเคအားဆိုလို့ရှိရင်ဒီချဲဒီနေ့မှာစက်တန်လေးတစ်ခုပြပြမယ်ခုနှစ်ရက်တော့ကြာမယ်ကံလေးကောင်းခြင်းလားဒီချဲကံလေးကောင်းခြင်းလားโอเคအားဆိုလဲစမ်းလို့ရတယ်ကံဆိုးသွားခြင်းလားဒီချဲစမ်းကြည့်လို့ရတယ်ခုနှစ်ရက်ပဲအချိန်ကြာမယ်စိတ်ဝင်စားလားစိတ်ဝင်စားလဲဆိုရင် comment comment လေးမှာ yes ဆိုရင်ပြီးသွားပြီโอเคဒါဆိုရင် Let's start. ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ဟိုကန်ကောင်းချင်တယ်။တကယ်ကန်ကောင်းချင်တယ်အခုချိန်မှာအဆင်ပြေမနေဘူးကန်ကောင်းချင်တယ်။ခုနှစ်ရက်ပဲလို့စောင့်ရမယ်။ခုနှစ်ရက်ပဲလို့မယ်။မိုးလင်းပြီဆိုရင်ကိုကကန်ကောင်းတယ်ဆိုတော့အခုနဲ့စောက်ပဲ။ဝါးငါဒီနေ့အရင်ကန်ကောင်းတယ်။ဒီနေ့အရင်ကန်ကောင်းတယ်။ဒီနေ့အရင်ကန်ကောင်းတယ်။ Okay ။ပြီးတော့ကမှထားတော့ကိုနိုးတဲ့အချိန်မှာမိုးရွာနေတယ်ဆိုပါဆို။မိုးရွာနေတယ်ဆိုလို့ရှင်လဲ။ဟဲ့ဒီနေ့မိုးရွာလိုက်တာအရင်ကန်ကောင်းတယ်။ဟိုမှာခဏကမှအသားကြီးလှုပ်တယ်ပေါ့။အသားကြီးလှုပ်တယ်ဆိုလဲ ဟာဒီနေ့ခဏကမှအသားရေလုပ်တယ်။ငါတော့ဒီနေ့ကံကောင်းပြီ။โอเคเนาะ။အဲဒါမျိုးဥမာကိုယ့်အိမ်မှာပေါ့နော်။ဒါအမေရပေါ့နော်။ကိုယ့်အတွက်တစ်ခုခုလေးအဲချက်ပေးထားတယ်ပေါ့။ချက်ပေးထားတယ်ကိုသမီးစွဲထိုင်လိုက်တယ်။ breakfast ဆောက်ဖို့ကြီးလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဟာဒီနေ့တော့အမေချက်အမေချက်ထားတာချက်ဥကြော်လေးကြီးအာအရင်လက်ကြီးကောင်းတာပဲအမေဘာမှတော့မဆိုင်ဘူးဒါပေမဲ့ပြောကြည့်ပြောကြည့်မယ်โอเคဒါဆိုလို့ရှိရင်ဒီချက်တို့က မယုံတောင်းမယုံเนาะတောင်းမယုံဆိုလို့ရှိရင်ကန်ဆိုးခြင်းလည်းပေါ့โอเคကန်ဆိုးကန်ဆိုးခြင်းလည်းဆိုလို့ရှိရင်လည်းစမ်းလို့ရတယ်မိုးရင်းလာတဲ့စိတ်ကိုစိုက်ပြီးတော့ညစ်လာဘလို့ပဲဖြစ်မိုးရတယ်ဆိုလည်းဟာမိုးရရရွာပြန်ပြီကွာစိတ်ညစ်လိုက်တာဒီနေ့တော့ဈေးရောင်းကောင်းတော့မဟုတ်ဘူးနေပူတယ်ဆိုလည်းဟာနေရဒီနေ့တော့ပူတယ်เนาะဟာဒုက္ခပဲဒီနေ့တော့ဈေးရောင်းကောင်းမှာမဟုတ်ဘူးโอเคကို breakfast coming so much ထိုင်လိုက်တယ်ပေါ့เนาะအခုမြောက်ကိုကြုံကြော်နဲ့ breakfast ပြင်ပေးထားတာပေါ့ ဟာဒီနေ့တော့ဒုက္ခပါပဲကြုံကြော်ကြီးွာဒီနေ့ကတော့ကြုံဆိုတဲ့အတွက်အကျုပ်ကအလုံးကံမကောင်း။ Okay အဲ့လိုပေါ့ဟိုကံမကောင်းလို့လားတွေးချင်တာ။ Okay အဲ့တော့ကံကောင်းတယ်လို့ခုနှစ်ရက်ကလေးပါများတဲ့သူကဘလို့ဖြစ်လာလဲဆိုပျော်ရွှင်လာတယ်။အဲကျဲမာလာတယ်။တချို့ပြဿနာတွေဆိုလို့ရှင်ပုံဖြစ်ရှင်းစရာမလိုပဲနဲ့ပပျောက်သွားတာမျိုးတွေကိုသူစနဲ့ကြုံရနေတယ်။ကံဆိုးတယ်လို့တွေးတဲ့သူကကြတော့ကိုအစဉ်ပြေနေရင်တောင်မှပတ်စံနေကိုထွက်တာ။နောက်ပြီးလို့ရှင် အမြင်မှာဟိုကလူလိမ်တွေနဲ့တွေ့တာတစ်ခုခုပေါ့နော်ဟိုမှာအန်ဒီရဖြစ်စေတဲ့အရာတွေနဲ့ကြုံတာအဲအဲ့လိုမျိုးတွေကဟိုပေါ့နော်ကြုံကိုကြုံရနိုင်တယ်လို့အဲ့တော့တခြားတော့ဟိုအားလုံးကိုဆက်ဆက်စေချင်တာကတော့ကံကောင်းသွားစေကံကောင်းသွားစေဖို့ခုနှစ်ရက်ကိုတော့စမ်းကြည့်ချင်တာပေါ့နော်ဒါဖက်တချို့သူရဲ့အနေနဲ့ကကြတော့နည်းနည်းအရွက်တိုက်ချင်တာလေးရှိရဲ့အဲ့အဲ့ဒီခါမှာလည်းโอเคစမ်းကြည့်ချင်လို့ရပါတယ်ဒါမဲ့ခုနှစ်ရက်စမ်းပြီးလို့ကိုအချင်းနေမကောင်းဆိုလို့ရှိရင်ဒီချက်ဒီဗီဒီယိုလေးကိုပြန်ကြည့်ပြန်ကြည့်ပြီးတော့ကံကောင်းအောင်ပြန်လုပ်ပါလို့ မပါရစေအဲ့တော့အားလုံးကြော်ဝချမ်းသာစေဖို့အတွက်ကူညီပေးပါအောင်ရှင်